င်္ဂလာပါ DP ဖက်ချက်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်တောင်သားမှာစစ်တပ်လေဒီနဲ့ဘုံကျဲခံရတာအန်ယူဂျီယာယီရုံကန်လားနှွယ်အင်းရွာဘုံကျဲခံရလို့တိတ်ဆုံးတန်ရာရသူတွေက PDF တွေလားစောင်းပြောင်းရွာထဲကပြည်သူတွေထွက်ပြေးနေရတာ KNDF နဲ့ KNPP အဖွဲ့တွေဝင်လာလို့လားဝေလွှဲဝင်ဆောင်မှုပေးတယ်ဆိုပြီးလိမ်လည်နေတဲ့ Facebook page စတဲ့လက်တလောလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့တဲ့အမှားတွေကိုစစ်ဆေးဖော်ထုတ်တိုက်ဆက်ပြီးတော့မှာဖြစ်ပါတယ် သတင်းတုသတင်းအမှားတွေဝယ်ရခနဲ့ DV Fact Check Facebook page ကိုလာရောက်မေးမြန်းနိုင်တယ်လို့သတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် DV Fact Check Telegram Channel ကိုလည်း join ထားနိုင်ပါတယ်။ကျမကတက်ဆက်သူအိမ်ပါ။ထိုင်းကနေမြန်မာကိုငွေလွှဲတော့မယ်။ဒါမှမဟုတ်မြန်မာကနေထိုင်းကိုငွေလွှဲတော့မယ်ဆိုရင်အများစုကတရားဝင်ငွေလွှဲဝင်ဆောင်မှုလုပ်ငန်းတွေထက် online ကနေဝင်ဆောင်မှုပေးတဲ့ငွေလွှဲ page တွေကနေအလဲလှယ်လုပ်ကြသူတွေများပါတယ် ဒီလိုထိုင်းကနေမြန်မာမြန်မာကနေထိုင်းငွေလွှဲလေးရှိသူတွေအတွက်ငွေလွှဲဝင်စားမှုပေးတယ်ဆိုပြီးလင်းလယ်နေတဲ့ page ကိုပြောပြပေးပါမယ်။ခမ်းမြင်ဆိုတဲ့ Facebook page ဖြစ်ပြီးဒီ page မှာ9မိနစ်အတွင်းအမြန်ရငွေလွှဲမယ်ဆိုဖုန်းခေါ်ပြီးမှလွှဲပေးပါ။အကောင့်အတူပါတာဝန်မြူပါ။စသလို intro မှာဖော်ပြထားသလိုဖုန်းနံပါတ်တွေလည်းဖော်ပြထားပါတယ်။ဒါအပြင် နေ့စဉ်ငွေလဲဈေးနှုန်းတွေဖော်ပြထားပါသေးတယ်။ဒီလို ငွေလဲဈေးနှုန်းတွေနေ့စဉ်ဖော်ပြပေးနေပေမဲ့ဒီ page ဟာ page အတူဖြစ်ကြောင်းကိုယ်တိုင်ငွေလင်ခံရသူတွေက review မှာရေးသားထားတာကိုတွေ့ရှိရပါတယ်လက်ရှိမှာမိသားစုတစုရဲ့ဓာတ်ပုံကိုကာဗာနဲ့ profile မှာတင်ထားပေမဲ့ဒီပုံဟာမေလ24ရက်နေ့ကမှစတင်ထားတာဖြစ်ပါတယ်။ဒီပုံမတိုင်ခင်ကမင်းကလေးတဦးတည်းပုံနဲ့တခြားမိသားစုတွေရဲ့ဓာတ်ပုံတွေကိုတင်ထားတာဖြစ်ပြီးဒီတင်ထားတဲ့ပုံတွေဟာ ခိုးယူတင်ထားတာဖြစ်တယ်လို့တပ်ပုံပိုင်ရှင်တွေက review မှာရေးသားထားတာကိုစစ်ဆေးတွေ့ရှိရပါတယ်ဒါပြင်လက်ရှိတင်ထားတဲ့မိသားစုပုံကိုလည်း reverse image search နဲ့စစ်ဆေးကြည့်တဲ့အခါမှာဒီပုံဟာဇော်မိုးစိန်မိုးဆိုတဲ့တခြား account တခုက profile တင်ထားတဲ့ပုံဖြစ်နေတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒါကြောင့်ခမ်းမြင်ဆိုတဲ့ Facebook page ကတခြားသူရဲ့ဓာတ်ပုံကိုထပ်ပြီးခိုးယူထားတာထင်ရှားနေပါတယ်။ဒီ page ဟာ page starting ကလေးကခမ်းမြင်ဆိုတဲ့ နာမည်ကိုအသုံးပြုဖွင့်လှစ်ထားတာဖြစ်တာမို့ page transparency ကိုစစ်ဆေးကြည့်မယ်ဆိုရင် page အစင်းလို့မြင်နိုင်သလို comment တွေနဲ့ react တွေမှာငွေလိမ် page ဖြစ်ကြောင်းရေးသားသူတွေလည်းမရှိတာမို့လို့အမှတ်တမဲ့ကြည့်မယ်ဆိုရင်အမှန်တကယ်ငွေလဲလုပ်ငန်းလုတ်ကင်သူလို့ထင်မြင်နိုင်ပါတယ်ဒါပေမဲ့ခန်းမြင် page ကို health and beauty category အနေနဲ့ဖွင့်လှစ်ထားတာမို့လို့လက်ရှိငွေလဲလုပ်ငန်းဆိုတာနဲ့ကွဲလွဲမှုရှိနေသလို့ ေးရှယ် review တွေမှာငွေလင်ခံရသူတွေကသူတို့ရဲ့အတွေ့အကြုံကိုမျှဝေထားသလိုဓာတ်ပုံယူတင်ခံရသူတွေကလည်းသူတို့ပုံနဲ့လိမ်စားနေသူဖြစ်ကြောင်းရေးသားထားပါတယ်။ဒါကြောင့်ထိုင်းကနေမြန်မာဒါမှမဟုတ်မြန်မာကနေထိုင်းငွေလွှဲလိုသူတွေအနေနဲ့ဒီ page ကိုရှောင်ကျဉ်ကြဖို့နဲ့အခုလုတ်ပြထားတဲ့အတိုင်းငွေလင် page အတုတွေကို scan report လုပ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ ဆောင်းပြောင်းရွာတဲ့ KNDF နဲ့ KNPP အဖွဲ့တွေကဝင်လာလို့ပြည်သူတွေထွက်ပြေးနေရတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုဆက်ဆေးပေးပါမယ်။မှိုင်းဝေကြော်စွာဘဲဦးမှာသတင်းကဘာနဲ့ True Wave Media Telegram Channel တွေကနေဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပြားပါတယ်။ TV ဖတ်ချက်အနေနဲ့ဒီအကြောင်းအရာကိုဆက်ဆေးကြည့်တဲ့အခါမှာဆောင်းမြောင်းကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားလို့မေလ18ရက်နေ့မနက်ပိုင်းကစပြီးဒေသခံတွေစစ်ဘေးရှောင်နေရရတယ်လို့ ဒေတာရင်းမီဒီယာတွေနဲ့လွတ်လပ်ပြုံကြီးစိတ်ချတဲ့သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသတင်းမီဒီယာတွေရဲ့ဖော်ပြချက်ထဲမှာမေလ18ရက်နေ့ကစပြီးမေလ19ရက်နေ့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာမှာစစ်ကောင်စီတပ် PNO ပြည်သူ့စစ်နဲ့တော်လှန်ရေးအင်အားစုတွေတိုက်ပွဲပြင်းထန်လို့ဒေသခံတွေကဘေးလွတ်ရာတိမ်းရှောင်နေရတာဖြစ်တယ်လို့ဒေသခံတွေရဲ့ဖြေဆိုချက်တွေနဲ့အတူဖော်ပြထားတာပါ။ ဒါပြင်တိုက်ပွဲမဖြစ်ခင်တရက်အလိုမှာ PNO အဖွဲ့ကအိမ်ပြင်မထွက်ဖို့မှားထားပေမဲ့စစ်ကောင်စီပြစ်ခတ်တဲ့လက်နက်ကြီးကြောင့်နေအိမ်တွေမီးလောင်တဲ့အတွက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေရဲ့ဖြစ်ကြားချက်ကိုလည်းသတင်းမှာဖော်ပြထားပါတယ်။ဒါကြောင့်ဆောင်းမြောင်းရွာထဲ KNDF နဲ့ KNPP အဖွဲ့တွေဝင်လာလို့ပြည်သူတွေထွက်ပြေးနေရတယ်ဆိုပြီးဖြန့်ဝေနေတာဟာအမှန်တကယ်တော့ပြည်သူတွေထွက်ပြေးနေရတာဟာ တိုက်ပွဲဖြစ်ပွားတာကြောင့်အပြင် စစ်ကောင်စီကပြစ်ခတ်တဲ့လက်နက်ကြီးနေအိမ်တွေပေါ်ကျရောက်ပောက်ကွဲတဲ့အတွက်ထွက်ပြေးတင်းရှောင်နေရတာပဲဖြစ်ပါတယ်။ပြည်သူနဲ့အလင်းဝင် PDF တို့ကသတင်းပေးလို့တနင်္သာရီတိုင်းဒဝဲခရိုင်လောင်းလုံမြို့နယ်အင်းဆောက်ကျေးရွာကိုရောက်နေတဲ့ PDF ခေါင်းဆောင်အပါအဝင်အဖွဲ့ဝင်တွေကို drone နဲ့တိုက်ခိုက်နိုင်ခဲ့တယ်ဆိုပြီးတပ်ပုံနှစ်ပုံနဲ့အတူဖြန့်ဝင်နေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ အမဲလိုက်မုတ်ဆိုးကြီးသတင်းမှန်နဲ့မျိုးချစ်မြန်မာအမွှေးစိန်စတဲ့ Telegram Channel တွေကနေမေလ20ရက်နေ့ကဖြန့်ဝေနေရပဲဖြစ်ပါတယ်။ဒီဖြန့်ဝေနေမှုမှာပါဝင်တဲ့ဓာတ်ပုံတွေကိုစစ်ဆေးကြည့်တဲ့အခါမှာလောင်းလုံမြို့နယ်အင်းဝန်းရွာမှာစစ်ကောင်စီကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ပွဲပြီးအမျိုးသားတအိုးတေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာတွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ဒါကြောင့်ဖော်ပြထားတဲ့ဓာတ်ပုံတွေဟာ လောင်းလုံမြို့နယ်အင်းဝန်းကျေးရွာကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့စဉ်ကမြင်ကွင်းတပ်ပုံတွေဖြစ်တဲ့အပြင်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမီးလောင်နေတဲ့ကားအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေကိုတည်ယူနေတာတွေကိုလည်းရုပ်သံဖိုင်နဲ့အတူသတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ဒါအပြင်ဒီလိုမျိုးစစ်ကောင်စီလော်ဘီတွေရဲ့ဖြန့်ဝေမှုဟာသတင်းအမှားဖြစ်ကြောင်းကို တနင်္သာရီဒေတာတွင်မီဒီယာတစ်ခုဖြစ်တဲ့ The Wall Watch ကလည်းဒေတာခန့်တွေကိုအတည်ပြုမေးမြန်းပြီးသတင်းအမှားဖြစ်ကြောင်းအတည်ပြုထားပါတယ်။ ဒါကြောင့်စစ်ကောင်စီလော်ဘီတွေရဲ့ပြည်သူနဲ့အလင်းဝင် PDF တို့ကသတင်းပေးလို့တနင်္သာရီတိုင်းတဝဲခရိုင်လောင်းလုံမြို့နယ်အင်းဆောက်ကျေးရွာကို ရောက်နေတဲ့ PDF ခေါင်းဆောင်အပါအဝင်အဖွဲ့ဝင်တွေကို drone နဲ့တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတော့ဖြန့်ဝေမှုဟာဖြစ်စဉ်တည်နေရနဲ့ကွဲလွဲနေသလိုအစအဆုံးပြုတ်ပြင်ဖန်တီးထားတဲ့သတင်းအမှားသာဖြစ်ပါတယ်။ online အသုံးပြုသူတွေအနေနဲ့ ြက်နှက်မှုများတိုင်းလူပြောများတိုင်းအလွယ်တကူယုံကြည်တာဖြန့်ဝေလိုက်တာမျိုးမဟုတ်ပဲလွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။တောင်သာမြို့နယ်မှာရှိတဲ့အန်ယူဂျီယာယီရုံးခန်းနေရာကိုစစ်တပ်လေဒီ90နဲ့ဝိုင်းတိုက်လို့ယာယီရုံးခန်းဖွင့်ထားတဲ့အဆောက်အုံ ထိမှန်မီးလောင်ပျက်စီးပြီး ပကဖရီတည်ဆုံးတံရရရှိခဲ့တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ဘာဂျီဆိုဖေဆိုအကောင့်ကနေဖြန့်ဝေနေတာဖြစ်ပြီးမေလ22ရက်နေ့ကဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ဒီဖြန့်ဝေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာမန္တလေးတိုင်းမြင်းချံခရိုင်တောင်တာမြို့နယ်အတွင်းကရုံးပင်လေးရွာကိုစစ်ကောင်စီတပ်ကစစ်တပ်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့နေအိမ်တွေမီးလောင်ဆုံးရှုံးခဲ့တယ်လို့ DVB နဲ့လွတ်လပ်ပြီးရုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ မီးလောင်ပျက်စီးခဲ့တဲ့နေရာတွေဟာပြည်သူနေအိမ်တွေဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောစကားတွေနဲ့အတူသတင်းမှာဖော်ပြထားပါဗျ။စစ်တပ်လေဒီနဲ့ပြစ်ခတ်လို့မီးလောင်ပျက်စီးခဲ့ရတာဟာအန်ယူဂျီယာယီရုံးခန်းလို့ပြောဆိုထားတာလည်းမရှိသလိုထိခိုက်ခဲ့တာဟာနေအိမ်၅လုံး၊ဖုန်ကြီးကြောင်းဝင်းထက်ကတိမ်တလုံး၊ကားတစီးပျက်စီးခဲ့တယ်။လူထိခိုက်မှုမရှိဘူးလို့သတင်းမှာဖော်ပြထားပါဗျ။ဒါကြောင့် တောင်သာမြို့နယ်အန်ယူဂျီယာယီရုံးခန်းနေရာကိုစစ်တပ်လေဒီ50စင်းနဲ့ဝိုင်းတိုက်လို့ယာယီရုံးခန်းဖွင့်ထားတဲ့အဆောက်အုံထိမှန်မီးလောင်ပျက်စီးပြီးပကဖရီတိတ်ဆုံးတံရရရှိခဲ့တယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။ online user တွေအနေနဲ့လူမှုကွန်ရက်တွေမှာအကြောင်းအရာတစ်ခုခုပြန့်နှံ့လာတိုင်းချက်ချင်းယုံကြည်လိုက်တာမျိုးမဟုတ်ပဲလွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ လဲမြို့နယ်နှွေအင်းကျေးရွာက PDF စခန်းကိုဘုံကျဲရှင်းလင်းလိုက်တာထိခိုက်ဒေဆုံးမှုများတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ Snow Queen, Mintin, Pepe Media Telegram တွေနဲ့ Pepe Media မြန်မာ website တွေကနေမေလ16ရက်နေ့မှာဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပြားပါဗျ။ဒီဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာစကိုင်းတိုင်းပလဲမြို့နယ်နှွေအင်းကျေးရွာကိုစစ်ကောင်စီတပ်ကမေလ16ရက်နေ့နေ့လယ်ပိုင်းကလေရင်နဲ့ဘုံကျဲခဲ့တဲ့အတွက် ရက်သား၄ဦးသေဆုံးပြီး၄ဦးထဏ်ရာရရှိခဲ့တယ်လို့ DVB နဲ့လွတ်လပ်ပြုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒီလိုလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်သေဆုံးရသူတွေထဲမှာအသက်မပြည့်သေးတဲ့ကလေးတွေပါပါဝင်နေတာပဲဖြစ်ပါတယ်။သတင်းဖော်ပြမှုတွေထဲမှာတည်ဆုံးသူတွေရဲ့နာမည်နဲ့တကွဖော်ပြထားတာဖြစ်ပြီးဒဏ်ရာရသူတွေထဲမှာလည်းအသက်နှစ်နှစ်အရွယ်ကလေးငယ်ပါပါဝင်နေတာပါ။ ဒီဖြစ်စဉ်ကိုဒေတာခန့်တွေရဲ့အတိအပြုပြောကြားချက်တွေနဲ့အတူသတင်းဌာနတွေကသတင်းဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်ပလဲမြို့နယ်နှွေအင်းကျေးရွာက PDF စကန်ကိုဘုံကျဲရှင်းလင်းလိုက်တာ ထိခိုက်သေးဆုံးမှုများတယ်လို့ဖြန့်ဝေနေတာမှသတင်းမှားပဲဖြစ်ပါတယ်။တကယ်လက်တွေ့မှာတော့ထိခိုက်ဒဏ်ရာရသူတွေဟာပြည်သူတွေသာဖြစ်ပါတယ်။ပြန့်နှံ့မှုတွေများတိုင်းဖြန့်ဝေမှုတွေများတိုင်းချက်ချင်းမယုံကြည်ဖို့နဲ့ဖြန့်ဝေမှုတွေထဲမှာ ေတာခန့်တွေရဲ့အတီးပြူချက်တွေပါဝင်မှုရှိမရှိနဲ့ဘသူတွေကဖြန့်ဝေနေတာလဲစတဲ့အချက်တွေကိုစစ်ဆေးပြီးမှယုံကြည်ကြဖို့ထပ်မံတိုက်တွန်းလိုက်ရပါတယ်။ နေ့စဉ်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်စည်းထက်မှာအွန်လိုင်းသုံးဆွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်ကတွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှားစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DV Factchat Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တိုင်ရင် Factchat ကြပါလို့သတင်းစကားပါရင်လည်း DV Factchat Season ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။